ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတခြင်းကြောင့်နိုင်ငံเจ้าဝင်စင်းတို့တွေမြင့်တက်လာရတာလို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကဒီဇင်ဘာ၁ရက်နေ့မှာနိုင်ငံဝင်နဲ့တက္ကသိုလ်အထက်မြန်မာပြည်ရဲအရာရှိလေးကျင်ရေးကြောင်ဇီးပင်ကြီးနဲ့ဗဟုသင်တန်းကြောင်ပြင်ဦးလွင်တို့မှမြို့ပညာအရာရှိတွေသင်တန်းသားသင်တန်းသူတွေနဲ့တွေ့ဆုံရင်းပြောပါတယ်နိုင်ငံเจ้าငွေစင်းတို့တွေမြင့်တက်လာတာကြောင့်ပြည်တွင်းမှာလိုအပ်လျက်ရှိတဲ့ထုတ်ကုန်ပစ္စည်းတွေကိုလုံလောက်စွာထုတ်လုပ်ပြီးပိုရှန်တဲ့ထုတ်ကုန်တွေကိုပြည်ပကိုတင်ပို့နိုင်မယ်ဆိုရင်နိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်းစေမယ်လို့ဆိုပါတယ် ပြည်တွင်းလိုအပ်ချက်ရှိတဲ့အခြေခံစားကုန်သုံးကုန်ပစ္စည်းတွေကိုပြည်တွင်းမှာထုတ်လုပ်နိုင်မယ်ဆိုရင်သွင်းကုန်အတွက်ကုန်ကျနေတဲ့နိုင်ငံခြားငွေသုံးစွဲမှုကိုရှော့ချနိုင်မှာဖြစ်တယ်လို့လည်းဆက်ပြောပါတယ်။ဒါကြောင့်စားကုန်သုံးကုန်တောက်ကုန်တွေကိုပြည်ပကနေတင်သွင်းခြင်းထက်ပြည်တွင်းမှာလုံလောက်စွာထုတ်လုပ်သွားမယ်ဆိုရင်နိုင်ငံခြားငွေသုံးစွဲရမှုများစွာရောနေတော့မှာဖြစ်တယ်လို့၎င်းရဲ့ပြောကြားချက်အရသိရပါတယ်။ ကုံတွယ်မှုလုံငွေနဲ့ပတ်သက်ရင်လည်းမိမိတို့နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှာအခက်အခဲတွေကြားကနေကုံတွယ်မှုလုံငွေရောင်းနေစေအတွက်ကုံထုတ်လုပ်ငန်းတွေတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းလည်းထည့်ပြောပါတယ်။ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်မှာပဲကုံတွယ်မှုအတွက်လိုအပ်တဲ့ပုတ်ကုန်တွေကိုရရှိမှာဖြစ်ပြီးပုတ်ကုန်တွေရရှိမှာပဲနိုင်ငံတော်အတွက်လိုအပ်တဲ့နိုင်ငံခြားငွေတွေရရှိမှာဖြစ်ကာကုံတွယ်မှုလုံငွေတွေရောင်းနေလာမယ်လို့လည်းပြောကြားထားကြောင်းပါခင်ဗျာ။